မဲမင်္ဂလာပါကျွန်မဒီမှာပြောမယ်ဆိုပြီးတော့၄နိုင်ခွဲလောက်ကရေးနေတာရေးနေတော့တဝက်တစ်ပြက်ပဲရှိသေးတယ်ကလေးအိမ်သားကလေးလေးကအန်တီအန်တီတဲ့အန်တီသမီးမှတန်ဆူးလို့လဲဆိုဖွက်ကြည့်လိုက်တော့ခြေထောက်မှာသွေးတွေရွှဲနေတယ်ဟိုတော့ငါဘယ်လိုလုပ်ရမလဲနာယူကြည့်လိုက်တော့ငါးနိုင်ထုံးနေပြီဒုက္ခပဲငါဒီဒီဟိုမှာစိတ်ပြိစိတ်တဲ့နေရာမှာငါ sharing လုပ်ဖို့ပြောထားတာ ါဘယ်လိုလုပ်ရမလဲဒုက္ခပဲငါစိုက်ကယ်လည်းမရှိဘူးဆိုပြီးတော့ခါကျကျမလည်းပြရခတ်တာအဲ့နဲ့အိမ်နားမှာစိုက်ကယ်တော့ငါငါတော့ခါကျသွေးတွေကတအားထွက်နေလေးနိုင်ခွဲ9နိုင်လောက်ဆိုလေသူကလည်းဆော့ထားတာအရှိန်နဲ့နေပူတာနဲ့ဆိုတော့သွေးတွေကလည်းတအားထွက်တာမကြည့်ရဘူးအဲ့သွေးတွေမြင်လို့ရှင်အဲ့နဲ့အမလေးဝင်းနေရလဲတုံလားခေါင်းနေရမူးလားအဲ့ဒုက္ခပဲငါတော့လို့ဆိုပြီးတော့အဲ့အိမ်နားမှာစိုက်ကယ်တော့ငါလား အန်တီလို့ကျမကိုစိုက်ကယ်လေးခဏငါးပါလို့မိမိရဒီလိုဒီလိုပဲဖြစ်လို့ဆိုဟလာတယ်ဆိုသူကလည်းအနောက်ကနေလိုက်လာပြီးကြည့်တော့အကြီးကောင်းလည်းအဲ့ဒီဟာကိုရေးဆေးလိုက်တယ်ဆိုအခြေောက်တွေပါပြီးပို့ပြီးရေးဆေးတော့သူကအနာကိုကြည့်တာများလားနည်းလားဆိုတော့အနာကိုကြည့်တော့ခါကျအနာသေးတော့သေးရဲ့သေးပါလေတအားကြီးကွဲပြဲမသွားဘူးအဲ့နဲ့သူကဆေးပြီးတော့ခါကျအစိုက်တွေထုတ်အဲ့လိုလက်နဲ့သေးချာညှင့်ညှင့်ပြီးဆေးပြီးတော့အဲ့သူတို့အိမ်သားဘာတော့မသိဘူးအဲ့ရွက်တစ်ခုကိုထည့်လိုက်တာ အမလီတော်သေးတယ်ကျမလို့စေခံမပြေးရတော့မလားဖះเจ้าမပြေးရတော့မလားကျမဘယ်ပြေးလို့ပြေးရမှာမသိဘူးဆိုကျမကြောက်တာဒီရောနေတာဝင်းနေတော်နေတာဒါမှကျမဘမလိုပဲပြောမှာပါနားမလည်နဲ့ခွင့်လို့ပါကျမမနေ့ကမနေ့ကဩဂတ်စက်တင်ဘာလောက်မှာဖြစ်မယ်ကျမလေဟိုခါတိုင်းစိတ်ပရိစိတ်မယ်ဆိုရင် တိတ်တိတ်ဆိတ်ဆိတ်ကလေးတွေចောင်းသွားနေတဲ့အချိန်ဆိုရင်ကျမစိတ်ပြီးစိတ်တယ်ညားတာပေါ့နော်အများပိုင်းကအဲ့ဒီအချိန်ကကျမစိတ်ပြီးစိတ်တယ်၃နိုင်မတင်းဆိုရင်ကျမကလေးចောင်းကိုသွားနေကြပုံမှန်အဲ့နဲ့အဲ့ရကြတော့ကျမ၃နိုင်ထိုးဖို့၅မိနစ်ပဲလုံတော့ဟာဆိုပြီးပြာပြာနဲ့ထွက်လာထွက်လာတော့ခါကျကျမတို့အိမ်ကဒီလိုလမ်းတွေရနေပြီမိန်းလမ်းမှမန္တလေးလားချိုးလမ်းကြီးပေါ်တက်ရတာလေ အဲ့တော့ခါကျလမ်းဟိုဘက်ကိုကူးမလို့ဆိုပြီးတော့ဒီလိုလေးလမ်းလေးကူလိုက်တာဟိုဘက်ကလည်းစိုက်ကဲကတော်တော်လေးဝေးသေးတယ်စိုက်ကဲ၃စီးရှစ်စင်နောက်စင်လာနေကြအကျမကလည်းဒီလိုမျိုးဖြတ်တက်လိုက်တော့အဲ့ဒီစိုက်ကဲကပထမစိုက်ကဲလွတ်သွားပြီးတော့ဒုတိယစိုက်ကဲနဲ့ကျမနဲ့တိုက်နေတိုက်မျိုးစိုက်ဒီကျမရဲ့အနောက်ဘင်းကိုတိုက်လိုက်တယ်နဲ့တွေ့တယ်စိုက်ကဲကလည်းလွင့်ထွက်သွားအဲ့နဲ့စိုက်ကဲကိုကြည့်တော့လည်း နောက်မီးကွက်လဲကွက်ဒုက္ခတွေရောဒီဘက်ကနေတိုက်တာဆိုတော့ဒီဘက်ကကာပါလဲကွက်ဒီလိုလဲတာဆိုတော့ဒီဘက်ကကာပါလဲကွက်စိုက်ကလည်းတစ်စည်းလုံးရကြမှာမရှိဘူး तू တိုက်တဲ့သူကိုလှည့်ကြည့်လိုက်ရတော့လဲ तू ကလည်းစုပ်ပြတ်သွားတယ်အဲ့နဲ့လေကျမအရန်ဝမ်းနေသွားလားဘာဝမ်းနေသွားလဲဆိုတော့အော်ငါအပြစ်တယ်အပြစ်တွေဒီလောက်လောက်ထားတာ အမြဲတမ်းအပြစ်လုံမိနေအောင်ငါမလုံတော့ဘူးငါဒီအပြစ်ကိုမလုံတော့ဘူးဆိုရင်လည်းပြန်ပြန်ဒီအပြစ်သေးကိုလည်းပြန်ပြန်ကြနေတဲ့အပြစ်တွေကျမကလေအော်မေရောငါ့ကိုချစ်ပါလားဖခင်ငါ့ကိုကူညီပါလားအဲအရေးဟဲ့အကြောင်းရဲ့အကြောင်းအဖေလည်းမကူညီနိုင်ဘူးအမေလည်းမကူညီနိုင်ဘူးအပောင်းသိန်းချစ်လာပါပြီဆိုတော့ဘသူတူတယောက်ကမှလည်းကိုယ်မကယ်နိုင်ဘူးအရေးကြောင်ကြတယ်အမလေးမေတော်ငါ့ကိုချစ်တာဆိုပြီးတော့လေကျမအယံဝမ်းနေသွားတယ်ဝမ်းနေသွားတာကိုကငါအဖြစ်တယ်ဖြစ်တဲ့ တမိမိုက်ကိုအမေငါ့ကိုချစ်ပါလားတော်တော်လေးချစ်ပါလားဆိုတော့ခံစားမှုမျိုးကိုလေကျမခံစားရပြီးတော့အရန်ကိုဟိုတလုံးသားမှာတွေ့ထိသွားတာပေါ့နော်အဲ့လိုမျိုးကျမခံစားလိုက်ရတယ်တစ်ဆက်ထဲမှာပဲဩငါဘသူ့ကိုမှအပြစ်မတင်တော့ဘူးဟို တိုက်မိသွားတယ်ကိုနဲ့ဖြစ်သွားတဲ့သူကိုလည်းငါအပြစ်မတင်တော့ဘူးဖះရတာမှာပဲငါ့ကိုအသက်ဘေးကနေပြီးတော့ကာကွယ်စောင့်ရှောက်ခဲ့သေးတာပဲ ငါဒီလိုဘာပဲဖြစ်နေဖြစ်နေကွာဖြစ်လာတဲ့ကငါဖြည့်ရှင်းလိုက်တော့မအေးအေးဆေးဆေးပဲဆိုပြော့အကျမဘလို့ဖြစ်သွားမယ်ထင်တယ်ဆိုက်ကယ်လဲသွားနော်ဟိုဘက်ဆိုက်ကယ်ရလဲလေဟိုဟာနဲ့ဒါရင်ဂီယာကျိုးလားလီပါကျိုးလားအဲ့ကျိုးပဲရှိတော့တယ်ရှေ့ဘင်းကြီးကျိုးထွက်သွားအဲ့နဲ့ခကြလေကျမကိုကျမလေကျမနည်းနည်းလေးဒီလိုလေးတောင်ရင်မသွားဘူး လေးတိုင်အောင်ကျွန်မလဲတော့မယ်လူနော်နင်းနင်းလေးတောင်ကျွန်မဒီလိုလေးတောင်ရေနင်းနင်းမှမရင်သွားဘူးကျွန်မအဲ့ဆိုင်ကယ်ကိုခွာရက်နဲ့ပဲဆိုင်ကယ်လည်းဒီတိုင်းလဲသွားကျွန်မလည်းအဲ့အတိုင်းလေးပဲခွာတာအဲ့နဲ့ခါကျကျွန်မအဲ့လမ်းလေကောင်တက်တယ်မှာဟိုအစင်းလမ်းအတက်လမ်းအဲ့လမ်းလေကောင်လေးတဲ့တယ်မှာကျွန်မအဲ့နဲ့ကျွန်မလည်းไซเคิลตุ้มโซโหจิดีจิเนโซไอ้เบน่าหลูเนี่ยนี่ลาพี่วายมีตุ้มพี่แล้วอ่าเด้ အမအမတဲ့လမ်းဘေးမှာစကားပြောကြရတဲ့အတွက်ယုံနယ်လည်းနီးတယ်။ဘာကြောင့်မော်တော်ပကေကဝင်ပြီးတော့စားသွားလိမ့်မယ်တဲ့။အဲ့နဲ့ခါကျဟိုလူကလည်းအဲ့သူ့ရဲ့စိုက်ကယ်ကိုအဲ့နှစ်ယောက်သုံးယောက်နဲ့သူကဝိုင်းပြီးတွန်းပြီးတော့အဲ့လမ်းဘေးမှာလှုပ်ပြီးတော့ခါကျအဲ့လူကျွန်မသုံးနိုင်ထိုးပြီး9မိနစ်ရှိနေပြီကျွန်မကလေးကြိုးဝါမှာတော့အဲ့လူနဲ့ကသူကစိုက်ကယ်အနောက်ကစိုက်ကယ်၃စီးကအရှိရာစီးကလွတ်သွားပြီးအနောက်ကသူကအတူတူတငယ်ချင်းနဲ့တူကျွန်မတို့ဒီလိုကာတာကြဟောတော့ဘာလုပ်တာတော့လို့ဆိုထွက်ပြေးမှာဆိုလို့လေ ဲမပြေးပါဘူးဟဲဒုက္ခပါပဲမပြေးဘူးရတယ်ဒါပေမဲ့ကျမကလေးကြိုပြီးတော့ပြန်လာရင်ဒီဥစ္စာကိုပြန်ရှင်းမယ်ဆိုမရဘူးမရဘူးတော့ခမရထွက်ပြေးမှာလေအဲ့နဲ့ကျမလေးဖုန်းဆက်လိုက်တယ်မတို့မလို့ကလေးကိုကြိုပေးပါအောင်လို့ကျွန်တော်ဒီလိုဒီလိုဖြစ်နေပြီလို့ဆိုမအမျိုးသားကိုလည်းဖုန်းဆက်ပြီးအမျိုးသားကရောက်လာမင်းဘာဖြစ်သွားသေးတော့မင်းဘာဖြစ်သွားသေးလို့ဆိုဟိုရီဒီရိုတော့လှမ်းကြည့်ဟဲ့ငါဘာမှမဖြစ်ဘူးငါတို့ဖရားဟဲ့လို့ငါမှငါဖရားရှိခိုးပြီးထလာတာငါတို့ဖရားဖရားစစ်ဖရားမှဆိုကျမအမျိုးသားဗုဒ္ဓဘာသာနဲ့ နင့်ကငါမပြောဘူးလားငါတို့ဖះသားလင်းဖះစိတ်ဖះမှမှာလို့ဆိုငါမှဖះရှိတယ်ဘယ်သူမှမလို့ဘူးအဲကျမလည်းအဲ့ဒါလက်မထားဘူးအမေကျမခေါင်းလေးလေးဟိုစမ်းကြည့်မင်းသွေးယူသွေးတန်းနဲ့ရှောက်ပြောနေလားသွေးယူသွေးတန်းစရာအကြောင်းကိုမရှိဘူးငါဒီလိုလေးတောင်ရိုင်းမသွားဘူးလို့ဘယ်နာမှအနာဖြစ်စရာအကြောင်းမရှိဘူးငါဖះရှိခိုးပြီးတော့ထလာတာငါအမေကငါ့ကိုကယ်မှာကယ်တာလို့နင်းနွေတွေ့ပြီးမှလားကျမလည်းတာလေးသူ့ကိုထည့်လိုက်တာလေ အဲ့ဒါကျမလေးဘာပြောချင်လဲဆိုတော့ကျမအရန်ခံစားသွားတယ်အဲ့အချိန်မှာလေဒါပေမဲ့အနောက်ကမှာအနောက်မှာလူတယောက်ယောက်ရှိပြီးတော့ကျမကိုထိန်းထားသလိုလိုပဲခံစားရတယ်။ဘာလို့ဆိုဒီ cycle နဲ့စီးရဟိုလူကလည်းအလဲလဲအကွဲကွဲဖြစ်မိမသားဖြစ်တဲ့ကျမကလေနည်းနည်းလေးတော့ယာယမသွားဘူးဆိုတော့ကျမအဲ့သူ့ cycle ကိုဒီလိုကြည့်လှည့်ကြည့်တော့အနောက်မှာဟွာလောက်ပေ90လောက်သူကကျမ cycle နဲ့ကွာသွားပြီးတော့ ူကလည်းပိုလိုပလတ်တွေစိုက်ခဲ့ရောလူရောလမ်းပြီးလဲနေတယ်လေအဲ့နဲ့ခါကျကျမအဲ့လူကိုပြောဘာမှဖြစ်ဘူးလို့အေးစစ်စစ်ပဲလို့ခမားဘာဖြစ်ချင်လဲဆိုပြီးအေးစစ်စစ်သူသူစိုက်ခဲ့ပြင်ခိုင်းတာသူကအဲ့နဲ့စိုက်ခဲ့ပြင်မဲ့အဲ့အမျိုးသားရောက်လာဟူဝဲဟူဝဲနဲ့ဆိုဟိုနှစ်ယောက်ကဟိုဘက်ကလည်းယောက်ျားသားနှစ်ယောက်ဆိုတော့ဟဲ့အဲ့နင်တို့စကားမများကြနဲ့အမလီရန်ဖြစ်တာမဟုတ်ဘူးဒါမတော်တဆဖြစ်တဲ့ဟာကိုဘာတော့ဒါတော့ကြီးဝဲဝဲနဲ့သူများတွေဝိုင်းကြည့်ကုန်ပြီတော်တော်တော်မပြောနဲ့တော့ တော်ကလည်းရောက်တောင်မှပဲသေတောင်မသေတဲ့ဟာယူနေပါစေယော်ပြလိုက်တော့ဟိုကတော့စကားမပြောနဲ့လို့အဲအဲ့လိုပြောလိုက်တော့ယော်ပြလိုက်တော့ပြဿနာတော့ပြီးသွားအောင်ပါနော်။အဲကျွန်မအဲ့အဖြစ်ပြက်ကိုလေအရန်ကိုနှလုံးသားထဲမှာခံစားသွားရတာ။အဲ့လိုပဲအဲ့ဒီနေတူကျွန်မလေအိုးငါဒီထက်ဖះကိုပို့ရှိခိုးဖို့လိုတယ်။စိတ်ပရိပို့စိတ်ဖို့လိုတယ်။ဖះကိုပို့အားကိုးဖို့လိုတယ်။ အရေးကြောင်းကြရင်ငါ့ကိုဘယ်သူမှမကယ်နိုင်ပါလားငါ့ကိုဖះလွယ်ပြီးမယ်တော်ကလွယ်ပြီးအနီးကအချိန်ပြည့်စောင့်ရှောက်ပေးမဲ့သူဆိုတာမယ်တော်ပဲရှိတယ်ဖះပဲရှိပါလားဆိုပြီးတော့ကျွန်မခံစားခဲ့ရလေအဲ့ဒါလေးကိုဝင်ရချင်တာအဲ့လိုပဲအရန်အချိန်မရှိ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 ဖះကိုအတွက်တော့နည်းနည်းလေးပို့ပြီးတော့အချိန်ပေးကြပါလို့တိုက်တွန်းချင်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် ခရစ်စတန်တို့ကမိုက်မတော်မတော်နေတော့ခင်မှာ